ဒီကနေ့ဇွန်လ17ရက်တောက်ကြနေအတွက်မော်လဝတ္တခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဝူတဲဟာအနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီးပုံမောအကောင်းတဲ့အပူပိုင်းမုန်တိုင်းအဖြစ်ကိုရောက်ရှိလာပါတယ်။ဟိုတယ်မောင်နှံဟာနောက်ဆန္ဒနာရီအတွင်းမြောက်ဘက်ကိုဆက်လက်ရွေးရှားကတရုတ်နိုင်ငံဟိုင်နန်ကျွန်းအနောက်ဘက်ကမ်းခြေအနီးကနေကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပါတယ်။ မုံတိုင်းဝူတည့်ရဲ့အရှိန်ကြောင့်ရှမ်းမြေတောင်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာမုံများစေကြတာဖြစ်ပြီးမြေကြီးများရဲ့အောက်ဖက်မြေရိုတလျှောက်မှာတော့မုံအသင့်အတင့်ရွာတာကြောင့်မြေကြီးကြီးနိုင်မဲ့အခြေအနေရောနေသွားပြီလို့မိုးလေဝသပညာရှင်ဝန်ထမ်းကခန့်မှန်းထားပါတယ်။ဒီကနေ့ညနေအထိကချင်ပြည်မှာနေရာကျကျစကန်နယ်ထပ်ပိုင်းမှာနေရာစစ်စိမ့်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံပြမုတ်တချုံရွာနိုင်ပြီးရွာရန်ရှားနှောင်းပြိတ်ဖြစ်ပါတယ်။ ။ကရင်ပြည်မွန်ပြည်ရှမ်းပြည်တောင်ပိုင်းနဲ့တိုင်းဒေသအလုံးတို့မှာနေရာအကွက်ပြီးမုန်ကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်ရှိတောင်ပိုင်းတို့မှာမုန်တုံးလေအကောင်းရာကနေအလုံးကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အောက်မှာတော့မုန်တုံးလေအအနှဲငယ်ကနေအာသင်းတဲ့ရှိနေပါတယ်။မြဝကျမမုတ်တမခွေမွန်တရင်နိုင်ကဲဝရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာရှမ်ပန်ရင်ကောင်မုတ်တလီပြင်းများကြာရောက်ပြီးလှိုင်ကျင်းနိုင်ကလှိုင်မြင်မှာ ကိုဗေကန်နဲ့စတဘေကန်ရှင်နိုင်ပါတယ်